ဒီနေ့မှ6ယောက်ကြာပါတယ်သူပထမသူပထမရရဲတယောက်မှမနာလို့မဖြစ်ဘူးမြို့ဆိုရင်အဲသူအမင်နာလည်းတမင်တို့အမင်နာတူတူပဲဆိုသူမျိုးအဲ့လိုစိတ်ပြောနေတယ်ဘုံဘုံလည်း တမီးတို့စောင့်မြဲပေါ့နော်ညာဘက်တွေဟိုမိုးလည်းမအေးဘူးအဲ့တော့အကုန်လုံးပေါ့နော်ဒီပြိုင်ပွဲကိုအောင်မြင်ဖို့အတွက်ဒီဘက်ဖြစ်ဖြစ်နောက်ဆုံးစုမရရတော့မှကလေးတွေဗုဒ္ဓသာသနာမြေစာမီဓမ္မမင်းမင်္ဂလာပါမွေးချန်နယ်လေးကညွှန်ဆိုလိုက်ပါတယ်မူတီနေဒီစပီချင်းတဲ့ဗီဒီယိုလေးကတော့ live မှာမနေမကြီးနေတဲ့တုတဆော်လေးမဟာဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုရသွားတဲ့မြန်မာလေးအကြဖြူကအချိန်၃လအတွင်းမှာဘလောက်ထိခက်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 စူးစမ်းရုံးကန်ခဲ့လဲဆိုတာကိုပြပြလာတဲ့အရင်နဲ့တနာစရာကောင်းတဲ့ကြည်တဲ့မျိုးတွေလည်းဘဟုတရရအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် ပါတယ်မဆိုးတာမဆိုးပါဘူးညီမဘာဖုံးကအခင်အဲတယောက်တယောက်ထိုင်တာအခင်လေးနဲ့ထိုင်ကြတယ်59ယောက်တဲ့ဘောနော်6ယောက်ပါသွားကလေးကနေ့တိုင်းဒီနားမှာပဲဆက်ကြည့်ဖြစ်တာဘောနော်အာလိချင်းကလေးဆက်ဒီနားမှာလို့ဖြစ်တာများရယ်ဘောနော်အဲဒီနားလေးမှာဒီတနေ့ကမနမွန်လေးနဲ့ကသူဆယ်ဟာသမင်းစားပြီးပြီဆိုရင်နားမှာပဲဆက်ကြည့်တယ် ်ညမွေးချိုးရင်တော့နဆင်းစားဆောင်မှန်းကြတယ်နောက်ဆုံး6ရက်ပဲတန်ဝင်ဝင်ပေါ်လို့ဖြစ်တယ်ဟုတ်59ရက်ထဲမှာဒီမြေကြောင်းနေပြီး6ရက်ပါတာဟုတ်ဆက်ဘေးရတကယ်ညလို့တိုင်တာဟုတ်ကဲ့တပါ့ဟုတ်မိတ်ဆက်ပြီးပါတယ်အမမိုင်းလီပြင်းနေပါ။အဲသူတက်ကြီးရ။အာရနေလေးလိုက်ကြီးရ။ဒီမလေးတော့ပဲ ်အဲတမီးကတော့၁၀ယောက်မြောက်ထဲရောက်ခဲ့ဒီ၁၀ယောက်မြောက်၆ယောက်ထဲရွေးမဲ့မိကုန်းထဲမှာပေါ့တမီးအဲအဲ့လိုမျိုး၆ယောက်ထဲမြောက်တဲ့မိကုန်းထဲမှာသူတွဲခဲ့တာအဲ့မိကုန်းကဘာမှမဟုတ်ဘူးလေတမီးလည်းမသိဘူးပေါ့နော်ဒါပေမဲ့တမီးရဲ့လေရည်လက်သားလေးတွေဒီစလုံးမတမုံစတမီးရဲ့ရှမ်းတက်တယ်လေအားကြောင့်အဲ့လိုလည်းမာဝါအဲ့လိုမပြုတ်သွားလို့တမီးရဲ့ထင်တယ်ဝမ်းတာရဲ့တမီးကတော့ဒီကိုမရလို့ရှိရင်တော့ကိုဖုံးကြရရခဲ့ရပဲအားကြောင့်ဝမ်းတာရဲ့သူ့အောင်မြင်လဲတမီးတို့အောင်မြင်ရလဲတူတူပဲ အဲတမီအောင်မြင်လဲသူအောင်မြင်တာအတူတူပဲဘုမကတမီတို့အဲ့လိုမျိုးပြောရယ်ပေါ့နော်ဒီဘလူမရရဲဆိုရင်မနာလို့မဖြစ်နဲ့ဘုမအဲ့လိုပြောရယ်တမီလည်းမနာလို့မဖြစ်ပါဘူးတမီတို့တန်ငယ်ချင်းနဲ့အခုဒီနေ့မှ6ယောက်ကြပါရယ်သူပထမသူပထမရရယ်တယောက်မှမနာလို့မဖြစ်ဘူးမျိုးဆိုရင်အဲသူအောင်မြင်တာလဲတမီတို့အောင်မြင်တာအတူတူပဲဆိုတော့တမီအဲ့လိုစေပြောနေတယ်တမီအကောလို့ရတော့ဒီမှာတင်နေပါတော့အကောလို့တန်းတူရောတငယ်ချင်းတွေအကောလို့ရတော့ကိုတက်ထားတဲ့ပညာလေးကိုတတိတလောက် ကလေးကတော့ပညာသင်ကြားပေးမှာဆိုပြီးပြောထားကြပါတယ်။အဲတမီးရောပဲပေါ့။ဒီကိုတတိရာအခုဆိုရင်တမီးတို့ဆိုရင်အစိမ်းစာဦးတေအဲဆရာကိုင်းနေစာနာကိုင်းနေတမီးတို့ရဲ့အမျိုးလေးလာထားတယ်။လေးလာထားရဆိုတော့ဒီကြောင့်ဒီလာမဲ့မောင်လေးညီမလေးတို့လည်းတမီးတို့အိုက်ထရမျိုးပုံမြင်လေးပါတယ်စကွတ်တူလေးပါတယ်အဲ့ဒါလေးနဲ့ပြန်ပြီးတော့တို့ရဲ့ဒီငယ်လေးဆိုရင်ပုံမြင်လေးပြပြလို့ရတယ်အဲအဲ့လိုမျိုးစကွတ်တူလေးပြပြလို့ရတယ်တမီးလည်းအဲ့လိုမျိုးလေးပဲဒီတို့ရဲ့အတန်းနဲ့လည်းတမီးလည်းပြန်ပြီးတော့ပြပေးပြအောင်ပါ ဘုံဘွယ်တော့ဥတုနန္ဒဗုဒ္ဓမမကဆရာတော်လို့ခေါ်ပါတယ်ဒီကြောင့်ကတော့ဗုဒ္ဓမမကမောဟပတ္တနာပရိယရိစာသနာအင်ဂျေ300မင်္ဂလာအချမ်းသာရမင်္ဂလာကွက်တဲ့နိုင်သာရမြို့နယ်ဖြစ်ပါတယ်အဖြစ်မင်္ဂတော်မမရကမြာအဘလုံးနဲ့စာပြတဲ့ဆရာတော်ဟိုတော့ကလွန်ခဲ့သော15နှစ်လောက်ကတည်းကဆရာတော်ကဒီကလေးရေးချစ်လိမ့်မှာတင်တယ်ပေါ့နော် အရင်ကမှသင်ရင်လေဒီသူရဆောင်တဲ့ပြိုင်ပွဲကလိုင်းပေါ်မှာတွေ့တော့ဆရာတော်ဒီပြိုင်ပွဲဝင်ပြင်တယ်ဆိုတော့အဲ့တို့ဆရာတော်တွေလန့်စလိုက်တော့ဒီနေ့တော်များတော့နောက်နှစ်ခါစပြိုင်လို့ရပါတယ်ဆိုအဲ့ဒီကနေစပြိုင်တော့ဒါဆရာတော်ထူးထူးခြားခြားပထမဆုံးထားလိုက်တဲ့အောင်မြင်တာတော့ဒီနေ့မှအောင်မြင်တာပေါ့နော်ဟိုအရင်နှစ်တွေတော့အဲဗုဒ္ဓဝန္တာဥဒ္ဒရာပွဲရတယ်နောက်စံပြမောင်မယ်သူရဆောင်တဲ့လုပ်တဲ့ရန်ကုန်တိုင်းမှာလုပ်တဲ့ပွဲပထမရဘူးတယ်နောက်စံပြမောင်မယ်တနင်္ဂနွေတော့မှဒုတိယတော့ရဘူးတယ်ပေါ့ ချိန်မှာ6နှစ်လောက်ပြန်ခဲ့ရတယ်ခက်ခက်ခဲ့ပါတော့เนาะတော်တော်ခက်ခဲ့နောက်တစ်ခါဆရာတော်တို့ကမပြည့်စုံတဲ့အတွက်ကြောင့်ရုံးကန်တော့ပေါ့အတင်းတန်းလည်းမအောင်မြင်နေတာကြောင်းလည်းတီထောင်ခဲ့ရတယ်ဆိုတော့ကလေးတွေကျွေးမွေးစည်းရိတ်တို့အကလေးတွေဒီချိုးပို့စည်းတို့အတော်လေးဆရာတော်တို့ကခက်ခဲတာပေါ့ကြောင်းလည်းတီထောင်ခါသာဆိုတော့အဲ့တော့ကြောင့်လမ်းခက်ခဲရောပါရောဆိုတော့ခက်ခဲခက်ခဲပေါ့เนาะနောက်သူတို့သင်ပြတဲ့ခါမှာလည်းစာအုပ်ကိုနှောက်အောင်ကြည့်တာပေါ့เนาะစာအုပ်ကဘိုးတော်6တဲရှိအုပ်ဆိုတော့နောက်တော့သူတို့ဒီသူရဆွန်နဲ့ပြထားတဲ့ចောင်းသားခိုင်ဆရာခိုင်ဒီပလိုမာ အဘုရားဒီလိုမှအဆင်မြင်ဒီလိုမှဒီစာအုပ်တွေဆယ်အုပ်လောက်ဒီလူရာစီကြောင်းပိရမှာအသက်တန်တင်ရတာပေါ့ခင်ဗျာအသက်တန်တင်ရတဲ့ခါကျတော့ခက်ခဲတယ်ပေါ့နော်အဒီပြိုင်ပွဲကတော့ဟိုရသွားတဲ့ကလေးလေဒါစုတဲ့ပညာရည်ဒီဘုရားဘာသာဘုသူတာတွေဘုရုံဝင်ဘုသူတာတွေအများကြီးရလို့ဆရာတော်တို့သင်ကြားပေးတဲ့ဆရာတော်တွေလည်းဒီဘုရားဘာသာနဲ့ပတ်သက်တဲ့ဒီအခြေခံအကြောင်းအရာတွေဘုရုံနဲ့ပတ်သက်တဲ့တွေလေ့လာသူ့ကိုသင်လေ့လာခွင့်ရတာပေါ့နော်အဲဒီတော့ရတော့ခက်ခဲတာတော့ဟိုဆရာတော်တို့ကြောင်းကခုနဟိုကား ိုးဖို့ကအဆင်မပြေတာရယ်အဲ့လားအဆင်မပြေတာရယ်ခဏတို့ကတီထောင်တဲ့ကတော့တင်းနှန်းချောင်းနေမရှိတာရယ်ဖြစ်လို့တင်းရတာပေါ့ဒါပေမဲ့ဖြစ်လို့တင်းမယ်တင်းရတော့လဲဆရာတော်ရဲ့ဒီခံရွက်ကဟောငါဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးသူ့မရရင်တော့မှကလေးတွေဗုဒ္ဓတရဏမြတ်စွာဘုရားဓမ္မတရဏငါကဒီတရဏဘုံသုံးပါအမြဲယွနေကိုချိနှက်ပြီဆိုတဲ့သဘောနဲ့အဲ့လိုတင်တာပါအဲဇွဲရှိရှိတော်တော်ကြီးသူရဆောင်နေတဲ့အဖွဲတွေရတဲ့ဆရာတော်ချီးကျူးပါတယ်ကိုရရှိနေတဲ့စိတ်ဓာတ်တွေကအမျိုးမျိုးပေါ်တခါကြီးဆရာတော်တို့ဒီ ဆန်26ရက်လောက်ရောက်လိုက်ပြုတ်ကြလိုက်ဘုရားဝန္တာဝိတာတရာဘုရားလည်းပြုတ်ကြလိုက်ဒုတိယနဲ့ရောက်လိုက်ပြည့်ကြလိုက်အဲ့လိုအစင်းနဲ့ခဏခဏပြုတ်ကြတော့မပြိုင်တော့ဘူးကမပြိုင်အဲဒါပေမဲ့မပြိုင်တော့လည်းငါကလေးတွေမပြိုင်ရင်ဒီကလေးတွေကဒီစားပြေကိုနောက်တင်မှာမဟုတ်တော့ဘူးအဲ့တော့ငါဘယ်လိုဝင်လဲမဖြစ်ဖြစ်အောင်ဆက်တင်မယ်ဆိုတော့အဲ့ဒီရွေးချက်နဲ့ဆက်ပြီးတော့ဟိုဆရာတော်သင်ခဲ့လို့ဒီလိုအောင်မြင်မှုရတာပေါ့ ဒီမှာဘုံဘုံပြောတယ်ပဲဗောနော်အာဘုံဘုံနေပြီးတော့စီစဉ်ပေးရဲ့အချိန်ကတ်သက်အဲဘလိုချိန်နေမှာဘလိုတွေလောက်ရမှာဗောနော်အဲဆက်စင်မလေးရလဲဘုံဘုံရဲ့ဘုံတော့ညွန်ပြရဲ့အတိုင်းပဲတမီးတို့တင်းမေးရဲ့အဲ့လိုတင်းမေးရဲ့အခါမှာ တခါလေးဗောနော်ပေမဲနဲ့ခါနားကျင်လာတော့ဘုံဘုံနားချင်နေပေးဗောနော်အဲ့လိုနားချင်နေမှနားပြီးလို့ရှိရင်စာကြက်တဲ့အချိန်မှာအဲတကယ်ဆဲလို့လာဆိုင်ပြောဗောနော်စာကိုကိုနောက်ထည့်ရအောင်လို့ ီစာအုပ်ပဲအာရုံစိုက်ပြီးကြရတယ်ပေါ့နော်အဲခက်ခဲရပြောရမယ်ဆိုရင်တော့တခါလေစာမဖို့ခက်နေရလို့ပိုင်းဆိုရင်ခက်ခဲတယ်ပြည့်အခါမှာညအေးပြတ်တာပေါ့နော်အဲဒါကတော့လူတိုင်းပဲဟိုအေးပြတ်ကြရတဲ့အခါမှာအိတ်ရှင်တာရောအိတ်ငိုက်တာရောရှိရပေါ့အဲပြည့်ရှင်လည်းတချို့ဆိုရင် ဣန္ဒရိယတို့ဒီစိတ်တရားကြတော့ကိုစားလို့ဖို့အတွက်ပေါ့နော်အရှိမဆက်နိုင်စာဝင်ကျနိုင်ဖြစ်နေခါမှာတငယ်ချင်းချင်းချင်းအားပေးကြရဲဟိုငါတို့အောင်မြင်ခဲ့ရင်ပေါ့နော်ဒါရီကဘာမှမဟုတ်တော့ဘူးဆိုရင်လည်းအဲ့လိုတငယ်ချင်းချင်းအားပေးရဖို့မို့လို့ပေါ့နော်ဆက်ဆက်မလေးတွေဆိုလည်းအိမ်မပြန်ရှာဘူးပေါ့နော်အဲသူတို့လည်းကြောင်းပေးရမနာဘူးအဲသမီးတို့နဲ့တူတူပဲသမီးတို့အိမ်မှာအေးရတယ်အဲ့တော့ဖုံဖုံလည်းသမီးတို့ဆောင်းမြေပေါ့နော်ညာဘက်တွေဖုံဖုံလည်းမအေးဘူးအဲ့တော့အကုန်လုံးပေါ့နော်ဒီပြိုင်ပွဲကိုအောင်မြင်ဖို့အတွက်ဆိုပြီး ီးတော့ကိုလုံးခက်ခဲကြရတဲ့အမှာပေါ့နော်ဇဲမရှော့ပဲနဲ့ကြိုးစားခဲ့ကြရပါဟုတ်ကဲ့ပါမျိုးတို့ရေမိုဟက်ဗီဒူလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီတုတ္တဆုံလေးမဟာဗုဒ္ဓဘုံပြပွဲမှာပထမဆုံးရရှိသွားတဲ့ညီမလေးအစ်ကြပြုကအရန်လက်တော်တယ်ပေါ့နော်ကြည့်ပြီးတော့လည်းပီတိဖြစ်ရပါတယ်ဒီအချိန်၃လလေးအတွင်းမှာကိုဒီလိုစာရီအများကြီးကိုစက်မှတ်ပြီးတော့ဝင်ရောက်ဖြည့်ဆို့သွားတာအရန်လက်ဂုံယူစရာကောင်းတယ်အစ်ကြပြုပါဝင်ဖုံဖုံကြီးကောဒီဆရာဆရာမဒီကောကစူးစမ်းပြီးတော့အခုဆိုလို့ရှိရင်တော့အောင်မြင်သွားတယ်ကြည့်ပြီးတော့ပီတိလည်းဖြစ်ရတယ်ပေါ့နော် ဒီညီမလေးလည်းဒီတမကအောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါရရှိဒီမပြည့်စုံတဲ့ဖုန်ကြီးကြောင်းလေးလည်းပြည့်ပြည့်စုံစုံနဲ့အလူရှင်တွေအများကြီးပေါ်ပေါက်ပါစေလို့လည်းဆုတောင်းလိုက်ပါရရှိအခုကြည့်နေတဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးကိုမြင်များလေးလိုက် share လေးလုပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်ဒါမှလည်းအလူရှင်တွေအများကြီးပေါ်ပေါက်လာမှာပေါ့နော်ကြည့်နေတဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်ဆက်ချက်ကလေးတွေလည်းဗီဒီယိုလေးရဲ့အမှာ comment လေးတွေရေးကပ်ပြီးလို့ရပါရရှိနောက်ထပ်လည်းမူဆက်လေးတဲ့နေ့ဟာတာဗီဒီယိုလေးပို့တူတာရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တင်ဆက်ပေးတတ်မှာမို့မို့ channel လေးကို like screen နဲ့တောင်းဖို့တောင်းဆိုပါရရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာ